မင်းကလေးစိတ်ဖြစ်နေပေမဲ့တရားပေါ်မှာအတုံရောင်းကမိခင်ကိုမျက်နှာမငင်အောင်ရှာကြွေးနေတဲ့ကေတီအေးမာတော့နေမဲအိမ်ညမဲငိုယူပြီးလိုက်ရှာရတာပေါ့ခွန်ရတော့ပြန်လိုက်ခဲ့တယ်အဖေပိုင်ပြန်ပါသွားပြန်သူ့ဖေကရိုက်တာပေါ့ဒါရဲ့ဒီလိုစိတ်ကူးတူမရှိပါနဲ့မင်း မကတော့ဦးသားပြင်မမယ်နောက်ဒီလိုပဲဆိုင်းတဲ့ညာပြဝါပြန်အိမ်ကထွက်ဝိုင်းရတော့ကြောက်ကြလေးပုံမယ်ရထားဘောရောက်လို့စင်သူ့အောက်ကကောင်မလေးတွေဝတ်စားယူပြီးတော့ဝတ်တယ်အမအမသားရထားဘောမှာဈေးရောက်လာထမိန်နဲ့အိမ်ကထွက်ဝါတာကြောက်ကြလေးပုံမှာဘာမိတို့နဲ့နောက်ကြတော့ကိုကလိုက်ချောင်းတော့ထမိန်နဲ့စိတ်တူပြီးတော့ဟင်တယောက်ကထိန်လို့မရတဲ့ကြားတဲ့နောက်တစ်ယောက်ကဒီလိုဖြစ်လာပြန်ပြီလားဆိုပြီးတော့သူ့ကိုလည်းရိုက်တယ်မအေးထမိန်နေလဲခိုးွားအိမ်မှာတော့ပုံစံတစ်မျိုးရထားဘောရောက်တော့တစ်မျိုးဖြစ်သွားတယ် ။ကီတီနဲ့ဂျေဇင်ကတော့တရားပေါ်မှာအတုံရောင်းရင်းနဲ့ TikTok မှာနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ဂျေဇင်အတုံကစားလို့ကောင်းတဲ့အပြင်ဝယ်သူတွေကိုချိုတာအိတ်ဆက်ဆန်တာမို့လူအများကသဘောကျကြတာပါ။တရားပေါ်မှာတချို့ဈေးတွေကအစားအသောက်ကိုမတန်တဆဆိုသလိုဂျင်းထက်ကြသလိုမကောင်းအောင်လုပ်ကြတာမျိုးလည်းရှိပါတယ်။ဒါပေမဲ့ဂျေဇင်ကတော့အတုံရောင်းတာကိုလည်းတေချာလေးတုတ်ကလိုက်ရောင်းပါတယ်။ဒါကြောင့်မို့ယထာစီသူတွေကမှတော့ဂျေဇင်နဲ့ကီတီတို့ကနာမည်ရရှိလာခဲ့တာဖြစ်ပါတယ်။ကီတီကတရားပေါ်မှာအတုံရောင်းရင်းနဲ့မျက်နှာကလည်းပြုံးချုံနေပါတယ်။ကီတီကတန်မာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပေမဲ့လည်းအမျိုးသမီးစိတ်ဝင်နေတာ ာပါအမျိုးသမီးတယောက်လိုတာနေထိုင်ပြောဆိုတာဖြစ်ပါတယ်တချို့ကမျိုးသားလိုတောင်းတတဲ့ခန္ဓာကိုယ်ကျင့်နဲ့ဒီလိုနေထိုင်နေဆိုပြီးတော့နှိမ်နာလည်းရှိပါတယ်ဒါပေမဲ့ကေတီကသူ့စိတ်အလိုအရအခုလိုနေပေမဲ့မိခင်အပေါ်မှာတာဝန်ကျေတဲ့တာတယောက်ပါအတုံရောင်းရတဲ့ငွေတွေကိုသူကမိခင်အိုကြီးကိုလှုပ်ကျွေးနေတာဖြစ်ပါတယ်အရင်တုန်းကတော့မိခင်ကကေတီနဲ့ကျေစင်တို့မိန်းကလေးစိတ်ပေါက်နေတာကိုလက်မခံပါဘူးဒါရီကိုယောက်ျားစစ်စစ်တာဖြစ်စေချင်ပါတယ်ဒါပေမဲ့ကေတီတို့ကမိခင်နဲ့ဖခင်မသိအောင်ဈေးထွက်ရမွေးဆိုတာနဲ့ယောက်ျားလေးလိုဝတ်ပြီးမှမိန်းကလေးလိုပြန်ပြောင်းလိုက်တာဖြစ်ပါတယ် ကေတီတို့ကမိဘတွေမသိအောင်ထမိန်တွေဝက်ကရောင်းနေတာကိုတခြားသူတွေပြောမှမိခင်ကသိရတာပါ။ကြပြေနှစ်ပွဲတွေဆိုလဲကရရအယံဝဒနာပါလာမှုပြန်မလာတဲ့အထိကကြပါဗျ။ မိုးချုပ်ကညနေတဲ့အထိပြန်မလာရင်မိခင်ဖြစ်သူကစိတ်ပူပြီးတော့လိုက်ခေါ်ရပါတယ်။ဖခင်ကတည်တဲ့အချိန်မှာကေတီတို့ကိုဝချမ်းများနဲ့ကိုရိုက်ကြပါ။ကေတီတို့ကမောင်နှမရှိအောင်ရှိပေမဲ့ယောက်ျားလေးက၃ယောက်သာပါပါတယ်။ပါတဲ့ချဲမှာ၂ယောက်ကမိန်းကလေးလိုဝတ်ဆင်နေတာမို့ဖခင်ကရိုက်တာဖြစ်ပါတယ်။ဖခင်ကရိုက်ပြီးမဲ့လေကေတီကတော့ခံနေတာပါပဲ။နောက်ဆုံးမှာတော့မိဘတွေကကေတီတို့ရဲ့ဖြစ်တည်မှုကိုလက်ခံလိုက်ရပါတော့တယ်ရှင်။ကေတီတို့ကမိန်းကလေးလိုဝတ်တာကလွှဲရင်မိဘတွေအပေါ်မှာအယံကိုတည်တဲ့ကြပါတယ်။ဘိုးငငယ်ကလေးကယထားပေါ်မှာရေတံပူးရောင်းကလှုပ်ကြည့်ပါတယ်။ အတုတ်ရောင်းတတ်တဲ့အချိန်မှာတော့အတုတ်ရောင်းကလှုပ်ကြွေးပြန်ပါတယ်။ကီတီတို့ကမိဘတွေကိုစိတ်ချမ်းသာအောင်လို့နီလမျိုးစုံနဲ့ကိုလှုပ်ကြွေးပြုစုကြပါတယ်။ဒါကြောင့်မို့အခုဆိုရင်တော့မိမယူသွားမှတောင်ကြောက်နေကြတာပါ။သစိန်ဝင်လာရင်တားလိမ့်မလေးတွေကိုဆုံရှုံမှဆုပ်ရင်တာကြောင့်ဖြစ်ပါတယ်။အခုဆိုရင်တော့ကီတီတို့မောင်နှမနှစ်ယောက်ကထမင်းလေးတွေဝတ်ခါတနခါလေးလိမ့်နေကြတာဖြစ်ပါတယ်။ကီတီတို့ကမိမတော်လို့နေကြပေမဲ့မကောင်းတာဘာမှမလုပ်ပါဘူး။မိကက်တောင်မလိမ့်တက်ပဲတနခါလေးလိမ့်ကလုံလုံချုံချုံဝေးရတာကိုသာကြိုက်ကြပါတယ်။မိဘတွေကိုအတုတ်လေးရောင်းရင်ရှာကြွေးနေရတာကိုပဲကျေနပ်နေကြပါပြီ။မိဘတွေအတွက်တန နိုင်တယ်များအလုပ်တွေအားလုံးလုပ်သွားမှာဖြစ်ပါတယ်။ကျေစင်ကတော့ယထားပေါ်မှာဇီယောင်းတာအပြင်မိကအလုပ်ကိုပါချက်တွင်ကျင်သေးပါတယ်။ကီတီကိုလည်းလိုက်လို့ဖို့ဆွဲခုတ်ပေးမယ်။ကီတီကအဲ့ဒီလိုလုံးဝတာလုံးဝမကြိုက်ပါဘူး။ကီတီကအိမ်ထဲမှာသာအေးအေးဆေးဆေးနေကျင်တယ်လို့ယထားပေါ်မှာသာဇီယောင်းကျင်ပါတယ်။ကျေစင်ကတော့ဆယ်လီလက်ဖြစ်ကျင်တယ်လို့မိကတင်ကပြင်ပေးကျင်နေတာဖြစ်ပါတယ်။ကီတီနဲ့ကျေစင်တို့ကအိမ်မက်ကိုစီရှိကအဆုံးသက်ကတော့မိဘတွေကိုလှုပ်ကျွေးနိုင်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်ရှင်။ မိဘအပေါ်မှာတောင်းဝန်ကျေးတဲ့ကေတီတို့အပေါ်အမြင်လေးတွေကိုပြပြပေးခဲ့ပါအောင်ကြီးစုဝါပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်